ပြီးတဲ့လက်ကိုစီခင်ဗျားတို့အိမ်မှာပဲနေပါ stay at home အဆက်ပါမေးတွေ့ရုံဆက်လက်ရှာကျွန်တော်တည့်ရဲ့လူများဆိုရလဲ bachelor ကိုပဲယူပြောကြတယ်အဲ bachelor ရင်ပြောဝမ်းလာပါဘူးအော်အဲဝန်စားရေကတော့ကျွန်တော်တွဲမိရဲ့တခြင်းလေးလို့ပြောလို့ရရဲ့အဲအခုကျွန်တော်အများကြီးမှာမြောက်မြို့မှာကျွန်တော်ဆိုင်ကဝက်ရှော့လေးဖွင့်တော့ပါခင်ဗျာကျွန်တော်အဲ့ဆိုင်စဖွင့်တော့ကကျွန်တော်လက်ထက်မှာအဲ့တော့ကျွန်တော်တခြင်းတစ်ပုတ်ရောင်းလိုက်တာ9သိန်းရဲ့ အဲခုနှစ်သိန်းပဲရှိအဲခုနှစ်သိန်းရဲ့ဂျန်နဲ့ဟာကြီးကတော့အနည်းဆုံးမရှိဘူးဆိုရင်တော့30လောက်တော့ကျသွားမယ်ထင်တယ်ကျွန်တော်ဆိုင်ကွက်ကိုဆောက်ရအောင်30လောက်နဲ့တော့ဆိုင်ပြီးပြောလို့ရပါဘူးအခုကတော့ကျွန်တော်တခြင်းနေနားထိုင်ခင်ဗျခဏနားထိုင်ပေါ့အရာကြီးပေါ့လေဟိုကျွန်တော်အဆင်ပြေလို့ရှိရင်တော့ပြန်လုပ်မှာပါအဲအခုကျွန်တော်အများကြီးမှာအများကြီးမှာကျွန်တော်ဆိုင်ကယ် workshop လေးဖွင့်ထားပါခင်ဗျ အဲမြောက်ပြည်မြို့မြက်လေးမိုင်လန်း73ဂိတ်နဲ့72ဂိတ်ကြားဟိုဂျူနီဟိုတယ်မြောင်းတုံးမှာရန်နာဘုံနဲ့ဟိုမန်လီတာမှတ်တည်အောင်လို့ရန်နာဘုံလို့နာမည်လေးပေးထားပါဗျဟုတ်အဲအဲ့ဒါလေးနဲ့ပဲဟိုလောလောဆယ်ရက်တည်နေပါတယ်အခုလတလောအချိန်ကြီးကတော့မြောက်ပြည်မှာပို့ပြီးတော့အဆင်ပြေမယ်ထင်လို့ဗျဟိုပြီးတော့မြောက်ပြည်မှာနည်းနည်းပို့ပြီးတော့အဲလောက်ဖြစ်တယ်လေလောက်ဖြစ်တယ်ဆိုတော့တထိုင်းနဲ့လည်းနီယောကျတော့နည်းနည်းအဲ့မှာ အတော့အပေးရဲ့အကိုကြီးမရှိသူအဲမှာအဲ့ဒါနဲ့ကျွန်တော်အဲ့ပါလှုပ်ဖြစ်သွားတာအဓိကတော့ကျွန်တော်မြောက်ပြည်ကိုပွဲသွားလို့တာကျွန်တော်အရင်နှစ်17လပိုင်းလောက်ကကျွန်တော်မြောက်ပြည်ရောက်တယ်ရောက်ပြီးတော့အဲ့မှာကျွန်တော်ကိုကိုစီသူအောင်ဆိုတာရှိတယ်သူကကျွန်တော်ကိုစပွန်ဆာတိတ်နေရပြီးပြီးတော့အဲပွဲတပွဲလှုပ်ပြီးအဲ့ကနေပြီးတော့ကျွန်တော်အဲ့မြောက်ပြည်မှာနေဖြစ်သွားနေပြီးပြီးတော့ကျွန်တော်ဆိုင်ကျွန်တော်ဆိုင်နေစတဲလိုက်တယ်လက်ရှိအခြေအနေလေးကကျွန်တော်ဖွင့်တာ9လလောက်တော့ရှိပြီဗျ အဲငါးလလောက်အတွင်းမှာပေါ့လေဟိုတခုလိုဒီလိုဆိုင်လေးဖြစ်သွားရဲဆိုတာလဲစိုးရမစိုးဘူးလို့ပြောလို့ရပါဗျဟိုအချိန်ကြီးကတော့ကောင်းပါကျွန်တော်အဲ့ဆိုင်စဖွင့်တော့ငါကျွန်တော်လက်ထဲမှာအဲ့တော့ကျွန်တော်တချင်းတပုတ်ရောင်းလိုက်တာ9သိန်းရအဲ9သိန်းပဲရှိအဲ9သိန်းရဂျန်နဲ့ဟာကြီးကတော့အနည်းဆုံးမရှိဆိုရင်တော့30လောက်တော့ကျသွားမယ်ထင်တယ်ကျွန်တော်ဆိုင်ကွက်ကိုဆောက်ရအောင်30လောက်နဲ့တော့ဆိုင်ပြောလို့ရပါဘူးအဲကျွန်တော်ဆိုင်မှာကျွန်တော်ကဟိုဆိုင်ငယ်ဝါရှော့ဆိုတော့အဓိကဆိုင်ငယ်နဲ့ပတ်သက်တဲ့ service တွေတော်တော်များများရတယ်ဗျဆက်ရောပါတယ်ကခုလက်တလုံးမှာစုံ ဟိုဘက်မှာကျတော့တချင်းကတိတ်မလုပ်ဖြစ်ဘူးဗျမလုပ်ဖြစ်ဘူးဆိုတာဟိုအချိန်ကအချိန်ကတိတ်မရှိရဘူးလေကျွန်တော်တို့အဲ့မှာဒီလုပ်ငန်းအတွက်ပဲကျွန်တော်တို့လုပ်နေရဆိုတော့အမေတချင်းလေးတွေကျွန်တော်အတွင်းထားလေးလည်းရှိရဲကျွန်တော်တိတ်နေတဲ့တချင်းလေးတွေလည်းရှိရဲအဲထက်ရေးထားရလေးလည်းရှိရဲကျွန်တော်ခေါ်လက်လုပ်မဲ့တချင်းလေးတွေလည်းရှိရဲကျွန်တော်ဒီနှစ်ကုန်တော့မဟုတ်နှစ်အထဲမှာပါလေ ကျွန်တော်မီနီအေဗန်လောက်တော့ကျွန်တော်ထုတ်နိုင်အောင်လို့တော့ကြိုးစားနေပါပဲဟုတ်ထပ်ပြောကြမလို့လောက်တဲ့ချိန်ခါပဲနေလာပြင်သွားပြီးတဲ့လက်ကိုစီခမရတော့အိမ်မှာပဲနေပါ stay at home အဆက်ပါမိတ်ဆွေရောဆက်လက်ရှာနေအဲမှတ်မိကြရပဲကျွန်တော်ကိုစပြီးတော့ကျွန်တော်တည့်ရလူများဆိုရလဲ Rachel ကိုပဲယဉ်ပြောကြတယ်အဲ Rachel လည်းပြောဝမ်းသာပေါ့လေဟုတ်အဲဝမ်းသာရေကတော့ကျွန်တော်တွဲမိရဲ့တခြင်းလေးလို့ပြောလို့ရရပြဟိုကကျွန်တော်ဟာလောက်က2016 16လောက်ကဟိုစတူဒီယိုမှာတက်တော့ပြီးတော့ကျွန်တော်တခြင်းလေးတွေ့နေပြီဒါပေမဲ့ဟို ကြီးမမှန်ဘာကြောင့်မို့ပဲဟိုအကနေဝါနာပါနေရောပတ်စံကျွန်တော်စုရပဲအဲ့တော့တရက်ဘယ်လောက်လဲညာ1000တောင်းမဲ့တယ်အဲ့1000 5000အိမ်ပြီးရပဲ5000အကျွန်တော်စုတာစုတာပြီးတော့စတူဒီယိုကပြီးလို့ရှိရင်ကျွန်တော်စတူဒီယိုပြီးရအညနေလောက်သိမ့်ပြီဆိုတော့ကျွန်တော်စတူဒီယိုသွားတယ်အဲ့ကျွန်တော်မှဟိုတုံးတာဆွဲတာကျွန်တော်အညွေစားဝယ်ရလည်းမကြိုက်ဘူးကျွန်တော်ဘာမှသိမ့်မရှိဘူးအဓိကတော့ကျွန်တော်အိုက်တရှင်းပဲအိုက်တရှင်း လောက်ရဖို့ပဲဟိုကျွန်တော်အရင်ကနေကစိတ်ဆန္ဒပြင်ပြခဲ့ရပါဘို့လေကျွန်တော်လုံနိုင်တဲ့လောက်ကိုကျွန်တော်အကောင်းဆုံးလုပ်မယ်ကျွန်တော်လုပ်တဲ့အရာအကုန်လုံးကျွန်တော်အကောင်းဆုံးလုပ်မယ်ဖြစ်လာမဖြစ်လာတော့ကန့်တရားပဲဒါပေမဲ့ကျွန်တော်ကတော့အရှုံးမပေးကျွန်တော်ဘေးတုပ်လေးရောက်နေလေရှုံးနိုင်လေအများကြီးဖြစ်လာမလားမဖြစ်လာမလားတော့သူကန့်တရားပေါ့ကျွန်တော်ကတော့ကျွန်တော်လုံနိုင်တဲ့လောက်ကျွန်တော်အဆုံးဆုံးလုပ်မှာပါဟုတ်စာဝတ်နေရင်ကက်ရောပါလေဘေးကတ်တာစားတဲ့မေပြောတယ်ငါသာဒီနေ့အကျွေးဆက်ရမယ် ကိုချင်းစာတရားလေးတော့ကျွန်တော်ဆိုင်လေးကိုအဲ service လုပ်ချင်တာပဲဖြစ်ဖြစ်ဟို service မလုပ်ချင်တာပဲဖြစ်ဖြစ်ရတယ်ကျွန်တော်စီကိုအလေလာခဲ့လို့လည်းရပါတယ်လို့အဲကျွန်တော်ဆိုင်လေးကမြလင်းအေးမြိုင်လမ်း73ဂိတ်နဲ့72ဂိတ်ကြာ uni hotel နဲ့မြောက်ဆောင်တို့မှာရှိပါတယ်ခင်ဗျာကျွန်တော်တချင်းတွေကိုစောင့်မနေတဲ့တချို့ fan လေးတွေရှိသေးတဲ့အတွက်လည်းကျွန်တော်ဝမ်းသာပါတယ်ကျွန်တော် messenger ကနေလာမေးရလို့လည်းရှိ comment တွေမှာလည်းတချင်းမထုတ်ဘူးလားမေးတယ်ကျွန်တော်တချင်းလေးတွေကိုစောင့်နေတဲ့ အဲပြိတ္တလေးရှိရတည်ရတဲ့အတွက်ကျွန်တော်ဝမ်းသာတယ်ကျွန်တော်လည်းဟိုတခြင်းတွေကိုအဲဒီကတော့ဗျာကျွန်တော်ရအောင်တော့ကျွန်တော်ကြိုးစားမယ်ထွက်လာခဲ့လို့ရှိရင်လည်းအပေးစီခြင်းပါရဲ့အရင်လိုမျိုးကျွန်တော်နောက်နှစ်ထဲမှာတော့အဲကျွန်တော်ပြောတဲ့ Evenly Mini Evenly Air Evenly ထုတ်နိုင်အောင်ကျွန်တော်ကြိုးစားမယ်အချိန်ကျရင်လည်းကျွန်တော်ဟိုမမေးမရောပါလေအားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါခင်ဗျာဟုတ်